တီအပိုင်းစေရောလူရောပြင်မနေသူတို့ခန်းစားနေရတဲ့သူတွေဘာမှလုံးချင်ကြင်စိတ်မရှိဘူးပေါ့နော် အဲခြေကုံလက်ပန်းကြနေသူလိုမျိုးခံစားနေရတဲ့သူတွေအယောင်းဝယ်တွေကလည်းမဖြစ်ဘူးစီးပွားကလည်းမတက်ဘူးပေါ့နော်တဖြည်းဖြည်းကိုယ့်ရဲ့စီးပွားရေးကတော့တိတာပေါ့နော်အဲတက်မလို့နဲ့ကြသွားသလိုခံစားနေရတဲ့သူတွေအယောင်းဝယ်တွေကလည်းအရင်လကလောက်အရင်နှစ်ကလောက်ပေါ့နော်မဖြစ်ထွန်းဘူးအယောင်းဝယ်တွေကြနေရပေါ့နော်အယောင်းဝယ်တွေပါနေတယ်မိမိကိုမိမိလည်းပေါ့နော်လက်ပိတ်နေသလိုခံစားနေရတဲ့သူတွေပေါ့နော်အောင်လန်းနဲ့တိုက်ခတ်ထားရသလိုမျိုးခံစားနေရတဲ့သူတွေတော့ပေါ့နော်စိတ်ကြည်လင်သွားစေပြီးစိတ်ရောကိုယ်ရောလူရောပေါ့နော်ပေါ့ပေါ့ပါပါလေးနဲ့ ဟိုငွေတွေပြန်ဝင်လာသလိုလက်တွေပြန်ပွင့်လာသလိုစမ်းနေကန့်နေပြန်ပွင့်လာမဲ့ညီလန်ကောင်းလေးတစ်ခုကိုဆမ်မလေးကအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆမ်မကတော့တောင်းနဲ့ဗီဒီယိုရံများကိုပြောကြပေးသွားမယ်။ဆမ်မလေးသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆမ်မရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဒါမှဆမ်မနှစ်စင်တပေးတဲ့ကုသပြုရေတွေလေးနဲ့ဒီလိုမျိုးအကျိုးရှိစေမယ့်အထူးရေတွေလေးတွေကိုဆမ်မလေးကအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မကဘယ်ရေတွေလေးကိုအရင်စလုပ်ပေးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အရန်ကို ူတိုင်းလိုင်းလုံးနိုင်မယ်ရေတရာလေးပဲဆက်မပြေးမယ်ပေါ့နော်အဓိကကကိုယ့်ရဲ့စိတ်ကိုကိုကအညံ့အတိုက်ခအနောက်ရက်တွေရှိနေသလိုခံစားနေရတဲ့သူတွေပေါ့နော်အရင်ဆုံးဆက်မကကနဦးရေရရကဘာလဲဆိုရင်တော့ဆမတို့စံစည်းကြီးပေါ့နော်ဆမတို့ရေစံစည်းကြီးတစ်ခွက်ပေါ့ယူလိုက်ပေါ့နော်စံစည်းကြီးတစ်ခွက်ယူယူပြီးသွားရင်ဆမတို့စားအနှဲငယ်လေးဖြူပေးပါရှင့်စားအနှဲငယ်ဖြူပြီးသွားရင်ဒီစံစည်းကိုကင်ပြီးတော့ဆမတို့တရဏဂုံသုံးပါပေါ့နော်ကိုးခေါက် ကုန်တော်ကိုပါကိုကောက်ပေါ့နော်ယူပြီးတော့ဇမတို့အဲလောင်းချပေးပါရှင်ဒါဆိုရင်ဇမကဟိုကို့မှာရှိရအညံ့လေးတွေကို့စီမှာရှိရမကောင်းတဲ့အညစ်အကြေးလေးတွေကိုစံစည်းနေအတူပါသွားအောင်လို့ဇမလေးကဒီရေတွေပြီးချင်းဖြစ်ပါတယ်ရှင်နောက်ထပ်ရေတွေကတခုအနေကတော့ဇမတို့ဖန်ခွက်တစ်ခွက်လိုပါရှင်ဖန်ခွက်တစ်ခွက်ထဲမှာဇမတို့စားပေါ့နော်ပါယုံလောက်ပေါ့နော်ပါယုံလောက်ဆိုပေမဲ့များများတော့ထည့်ပေါ့နော်သုံးစွန်းလောက်ထည့်ပေါ့နော်ထည့်ပြီးတော့ဇမတို့တံမြာသီးပေါ့နော်တံမြာသီးဟို ဟိုနှစ်ချမ်းချမ်းပြီးတော့ဒီလိုမျိုးပေါ့နော်ညနေချင်းဆိုင်မဟုတ်ဘဲねဒီလိုဟိုဒီလိုမျိုးဟိုဆက်ကျင်ပတ်ရပါတော့ဒီလိုမျိုးလေးဒီဘက်တစ်ချက်ဒီဘက်တစ်ချက်အဲ့လိုမျိုးလေးလုပ်ပြီးထားပေးပေါ့နော်ညာဘက်လက်နဲ့ကင်ပြီးတော့အဲ24ပစ္စည်းအကျဉ်း71ခေါက်ရွတ်ပေးရမှာဖြစ်ပါတယ်ရှင့်ဒီ ခွက်ကလေးကိုကိုင်ပြီးရော24ပစ္စည်းအကျဉ်း71ခောက်ယူပေးရမှာဖြစ်ပါတယ်ရှင်ဆရာတို့ဒီ24ပစ္စည်းအကျဉ်း71ခောက်ကိုယူပြီးသွားရင်ဒီခွက်ကလေးကိုဘမထားရမလဲဆိုတော့ဆမရိုရဲ့အင်ရှိတကဝနားမှာပေါ့နော်ထားထားပေးပါရှင်အင်ရှိတကဝနားမှာဆမရို24နာရီတရက်တိတိပေါ့နော်ထားပေးရမှာဖြစ်ပါတယ်ရှင်ခွက်ကလေးကမြည်သည့်ခွက်မျိုးဆိုရတယ်ဒါပေမဲ့ကလေးတငယ်ရှိနေတဲ့သူတွေအတွက်ကြတော့လေတစ်ခါသုံးခွက်လေးနဲ့စင်ပြေမှာဘာလို့ဆိုတော့မှောက်ကြပါမှာဆိုလို့ပေါ့နော်အဒီခွက်ကလေးကိုပေါ့နော်ဆမရို ွန်ပြစ်ရမှာအိမ်အိမ်နဲ့ဝေးရမော်နော်အိမ်နဲ့ဝေးရမှာဆမတို့ဒီပစ္စည်းတွေအကုန်လုံးလွတ်ပြစ်ပေးရမှာဖြစ်ပါတယ်ရှင့် ဆိုတော့ဒီရေဒီယာလုတ်ပြီးသွားရင်နောက်ဆုံးကြံရှိရတဲ့ခုကကြတော့မြတ်စွာဘုရားရှင်ကိုရမက်ဂျီကိုဆမတို့တန်မြာရေးတစ်ခွက်ကတ်လူဘူးဆိုပေးရမှာဖြစ်ပါတယ်ရှင့်တန်မြာရေးတစ်ခွက်ပဲကတ်လူဘူးဆိုပေးရမှာဖြစ်ပါတယ်ရှင့်ဒါဆိုရင်ဆမတို့လက်ပိတ်နေသလိုခံစားနေရတဲ့သူတွေရောင်းဝယ်ပါနေတဲ့သူတွေအတွက်ပေါ့နော်ဆမကအဲကို့မှာရှိရမကောင်းတဲ့အညီအကျေးတွေလည်းပါသွားပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ဆမကကြည်ရတဲ့လေးကိုပြီးချင်းဖြစ်ပါတယ်ရှင့်ငွေနဲ့ကံပေါ့နော်လက်လာပါတကားကြီးကိုဆမဖွင့်ပေးလိုက်တာပေါ့အဓိကအညစ်ကို့စီမှာအတိုက်အခိုက်အနှောက်အယှက်တွေရှိနေ င်ဘလိုနီးနဲ့မဆိုငွေကမဝင်လာဘူးဟိုဘလိုပဲဖြစ်ဖြစ်ကိုကလက်ပိတ်နေသလိုခံစားနေရတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့စမတ်ကအဲဒီလိုမျိုးကို့မှာရှိတဲ့အတိုက်အခိုက်အနှောက်အယှက်တွေ ရာလေးနဲ့ပါသွားပါစီဆိုပြီးရဲ့ရဲချန်နယ်ဆမိုက်ကဒီရဲရာလေးကိုပေးခြင်းဖြစ်ပါတယ်ရှင်။ဆမိုက်ဒီဗီဒီယိုလေးကိုလည်း like share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဆမတ်စီမှာလည်းဗီဒီယိုမီလို့ရတယ်၊တရုတ်မီလို့ရတယ်၊စတာစစ်လို့ရတယ်၊ငွေကြေးနဲ့ပတ်သက်တဲ့ဘောနော်အခက်ခဲတွေရေဒီယာအစီအမံတွေလာပြီးတော့အထံလို့ရပါတယ်ရှင်။အဲဆမတ်စီမှာဘောနော်ရေဒီယာအစီအမံတွေအတက်ခါကြရင်ပွဲထိုးတိုင်းတက်စင်လုပ်တဲ့သူတွေကိုဆမတ်လေးကဘောနော်ဒီလိုမျိုးအဆောင်ရွှေဖြောင်းတိုင်းတလားစာနဲ့ဘောနော်ဒီလိုမျိုးအဆောင်ပုံလေးထည့်ပေးပါတယ်ရှင်။ဒါကတော့ဆမတ်စီမှာရေဒီယာအတက်သူတွေအတွက်ပါရှင်။တချို့ကြတော့လေဆမတ်စီမှာ ဟိုအဆောင်လေးတွေဝယ်ခြင်းတဲ့သူတွေရှိရပေါ့နော်။ဒါဒါဆိုရင်အစိမ်းရကြတော့ဇမကစီးပွားလက်လာပါအတွက်ထုတ်ထားတာပါငွေအောင်ကြတော့ငွေငွေဝင်အောင်အတွက်ပါရွှေဆိုတော့ရွှေဝင်အောင်အတွက်ဇမကဒီ၃ခုကိုဇမကတစ်ခါထွေးရင်၃နိုင်ဆိုပြီးတော့အဲဒါလေးတွေဇမစီမှာလာရောက်မှယူလို့ရပါတယ်ရှင်ဒါကတော့ဇမကိုယ်တိုင်စီမံထားတာနဝင်းနဝင်းရတွေအနေနဲ့တေချာပြုတ်လောက်ထားတာမို့လို့အဲအရန်ကိုစွန်းစီရမယ်လို့ဇမလေးကအာမခံပါတယ်ရှင်ဇမကဒီ၂900နဲ့ရောင်းလာပါဖြစ်ပါတယ်ရှင်ဒီဖျောင်းတိုင်ထဲမှာပေါ့နော် ဆမအဆောင်အဆောင်အညွန်းစာရွက်လေးပေါ့နော်ဘယ်လိုထုံးရမလဲဆိုတော့အညွန်းစာရွက်လေးတွေပြီးရအဆောင်အဆောင်ဓာတ်ပုံလေးတွေဆံမလေးကထည့်ပေးပါတယ်ရှင့်ပြီးရင်ဆံမစီမှာလည်းပီရရေမွေးပြီးပေါ့နော်လာပြီးတော့အနှံလို့ရပါတယ်ရှင့်ပီရရေမွေးဆိုတာကငွေရောလက်ကောဆံရောအကုန်ပွင့်စီရမယ်ပီရရေမွေးပါရှင့်ဆံမကဒီလိုမျိုးလေးထုတ်ပေးထားပါတယ်ရှင့်ဇာအီလေးထဲမှာဒီလိုမျိုးလေးအဲဆံမဆံမလေးသုံးခတ်မီဆိုတဲ့နာမည်နဲ့ပေါ့နော်ထုတ်ထားပေးတယ်ပြီးရင် ရောက်တဲ့နေ့မှာပူဇော်လို့ရမယ်ပေါ့နော်ဖျောင်းနိုင်ပေါ့နော်ဖျောင်းနိုင်၃နိုင်စီမံထားတဲ့ဆေးဖျောင်းနိုင်၃နိုင်ပေါ့နော်ပြီးရင်အဆောင်ပုံလေးပေါ့နော်ထည့်ပေးထားပါတယ်ရှင်ဒါကတော့38000ကျပ်နဲ့ဇမလေးစီမံလာပြီးတော့ငွေလန်းဖွင့်လို့ရပါတယ်ရှင်အဲဇမစီမံလည်းရေတရအမျိုးမျိုးအစီမံအမျိုးမျိုးလာရောက်အနံလို့ရပါတယ်ရှင်ဟုတ်ကဲ့ဇမရဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးရအတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်ဇမကိုကြည့်ရှုနေတဲ့ခွန်ရသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေပန်းလို့ငွေရေလို့အေးချမ်းကြပါစေလို့ဇမလေးကအထူးစီမံဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတူးတင်ပါတယ်ရှင်